ကျွန်တော်ကအပိုအပိုလုပ်ငန်းကြီးမထုံးလည်းဘာမှမလုပ်ဘူးလေဒါတို့မှန်သာဒီတက်တူးကြီးမှန်သာတခုသွားစားလိုက်ဘိုင်းပြင်းရေလေတခုဝယ်လိုက်ပါပေါ့အဲ့လိုဟာလေလို့လို့ရတယ်ဒါသူတို့တားနေကြိုက်လို့တားနေမျက်နှိုးလို့ဟိုကိုယ်ခန္ဓာမှာပါကျင်လို့ချစ်လွန်းလို့သာထိုးနေကြတာပြန်ဆန်မှုတွေများပြီးတော့လေးစားမှုကနည်းသူခံစားရတယ်လူထင်မှုနည်းတာပေါ့နော်လူထင်မှုတွေနည်းကုန်ကြတယ်တယောက်နဲ့တယောက်ကတိုက်ခိုက်ဖို့လောက်ချောင်းနေကြတယ်တွေ့ရတော့ဟီလာဟာလာပေါ့နောက်ကြိတ်ပြီးတော့ပြိုင်နေတယ်သလား ဒီကောင်ဘာလုပ်တယ်ဒီကောင်ဘာလုပ်တယ်ငါသူ့တယ်ဘယ်လိုလုပ်ရမလဲအားအလိုမျိုးတွေဆရာတို့ကိုလာပြီးပထမဆုံး shopping mall မှာလို့ shopping mall မှာကျွန်တော်ကင်ထဲလိုက်တယ်အဲ့ဒါအဲ့လို shopping mall မှာသူအရင်ဆုံးစပြီးကျွန်တော်နေဘူးလားတယောက်တည်းမဟုတ်ဘူးတယောက်တည်းမဟုတ်ကျွန်တော်၄၅ယောက်အဲ့လိုကျွန်တော်တင်းနေသွားတာသူစခဲ့တာလို့ကျွန်တော်မြင်တာပဲကျွန်တော်ကျွန်တော်ရဲ့ ညလုံးထဲမှာတော့အဲ့ဒါကိုရှင်းပြနေတယ်ဟိုရန်ကုန်ကကိုကိုစီတို့မြန်မာအင်းတို့ဘာတို့ကမြန်မာအင်းတို့ကတော့ shopping mall မှာမဖွင့်ဘူး shopping mall ကဟိုဟာ golden land ရှိရလေကိုတိုးကြီးတို့အဲ golden land ကိုတိုးကြီးတို့ပိုကျုပ်ဈေးပေါ်မှာပိုကျုပ်ဈေးပေါ်မှာဖွင့်သေးတယ်အဲ့ဒါမျိုးတွေသူကတော့ player တစ်ယောက်နှစ်ယောက်ပါအဲ့လိုပဲဆရာတို့တို့ကြောက်လေး၅၆ယောက်အဲ့လိုကိုထုတ်တော့ပုံပါတယ်ကျွန်တော်ကအဲ့ဒါကြည့်ပြီးကျွန်တော်တို့ကအားကြရတယ်ကျွန်တော်ဆိုင်ဆိုင်လိုမပုံနဲ့လောက်တာကျွန်တော်တို့ကကုတ်ချောင်းချောင်းပဲအဲ့ချိန်တော့ဆရာနော်ကုတ်ချောင်းချောင်းဂျိုင်းပြက်လေးနဲ့ကျွန်တော်မှတ်မိတယ်အမှတ်တရပြောရအောင်ဗန်ကဒီတတူးပြိုင်ပွဲတွေမဆိုင်ခင်ပါဟုတ်တယ် အဲ့ဒါလေးပြောပါမလေးမှာတတူးရှိုးဆိုတာရှိုးမြန်မာနိုင်ငံမှာကျွန်တော်စခဲ့တယ်ဆရာတို့စခဲ့တာအဲ့ဒါကျွန်တော်တို့ဒီအနာရောင်းပွဲပေါ့နော်ကျွန်တော်ကျွန်တော်ဒီ shopping mall မှာ grey wall shopping mall နှစ်လောက်ပါနော်ဆရာအပေါ်သုံးနေအပေါ်အပေါ်သုံးနေလားဟုတ်တယ်လေးလောက်ပါနဲ့တူဟုတ်ပါကတားဆိုင်ပေးမှာလားအဲကတားဆိုင်ပေးမှာအဲအာကာတို့ကတားဆိုင်ပေးအဲ့မှာသူတို့ကအန်အာရောင်းမန်လေးရဲ့အန်အာရောင်းဘန်တွေကဖီရှိုးလေးဖီရှိုးဖီရှိုးလောက်ကြတာဆိုသူစုပြီးဆိုတဲ့အချိန်မှာကျွန်တော်ဖိတ်ခေါ်တာဆရာတို့ဆိုင်ငန်လေးလာဖွင့်ပါဦးဆိုင်ငန်လာဖွင့်ပြီးတော့ တက်တူရှိုးလေးပြပေးပါဆိုကြတော့လာပြောတော့ကျွန်တော်ဆိုင်ကန်းဖွင့်လိုက်တယ်ဖွင့်နေရတဲ့အကုန်လုံးပဲလေဒီအကုန်မန်လေးရတက်တူမန်လေးရတက်တူဆရာကြီးအကုန်ပေါ့အကုန်ခေါ်လိုက်တယ်ဆရာကြီးအကုန်ပါတယ်ကျွန်တော်အကုန်ခေါ်ပြီးတော့လာကျွန်တော်ပစ္စည်းဆိုင်မယ်အဲ့မှာထိုးကြအကုန်အကုန်ပစ္စည်းဆိုင်မယ်ရသမြငွေကြီးမတက်မနဲ့လူငွေပဲကောက်လိုက်တော့ရသမြကျွန်တော်ကပြမဆိုးကျွန်တော်ကဒုမှုကူကြီးတင်သွားလှုပ်လိုက်တယ်အဲ့လိုမလှုပ်လိုက်တယ်ပြီးတော့နောက်ပိုင်းကျတော့ရှိုးလျှောက်မယ်ဘာညာဆိုပြီးတော့ကျွန်တော်စခဲ့တာပဲအဲနံပါတ်ကိုပဲဘယ်သူမှမလျှောက်ရဲလို့ကျွန်တော် ထိုးထားတယ်ဟုတ်တယ်ရှင်းဆိုရယ်ကိုပါရှိုးရှောက်တာရှိုးရှောက်အဲ့တက်ပြီးထိုးထားတဲ့မော်ဒယ်တွေပေါ့ဒီနောက်ကျောပြေဟိုပါဆုံးသွားတဲ့ကိုအားကြီးလို့ပါဗျာဟုတ်တယ်အများကြီးပဲနောက်ကျောပြေကြီးအဲ့လိုကြီးကျွန်တော်စပြီးရှောက်တာအဲ့လိုကိုဘော်ဒီအကြီးကြီးထိုးခဲ့ချာကြတယ်အဲ့လိုအဲ့ရနေစပြီးတတူးကအဲ့လိုကျွန်တော်တို့ကအဲ့ဒါကိုမြင်မှုခဲ့တယ်မြင်မှုခဲ့တယ်အဲ့ဒါအဲ့ဒါကျွန်တော်စီမှာဗီဒီယိုမတန်းနေရှိတယ်ဗီဒီယိုမတန်းနေကျွန်တော်ကိုလည်းပေးထားတယ်အဲ့ဒိတ်တွေနဲ့ကျွန်တော်နောက်ကြရင်တော့တင်ပါပါအဲ့ဒါလေးဗီဒီယိုမတန်းနေဒီကျွန်တော်တို့ ဟိုရှေ့ကိုအရန်ကြီးစောတယ်အာဒီအခုကျွန်တော်တို့ခုလုံးမဲ့အခုဒီကျွန်တော်တို့ဒီပွဲပေါ့နော်ပွဲလုံးမဲ့ဟာတွေအဲ့လိုမျိုးမဟုတ်ခင်ရဲ့ဟိုးနှစ်ပေါင်းများစွာဆယ်စုနှစ်တခုရယ်စောနေတာဆာတွတ်လောက်ခဲ့အဲ့လိုမျိုးအဲအဲ့ဒါတွေကတမိုင်းချောင်းနေပေါ့လေတမိုင်းချောင်းနေအဲ့လိုမျိုးစိတ်စင်ပေါ်မှာတက်တူးတွေကိုဒီလိုမျိုးလူတွေအမြင်ကျဲလာအောင်အဲ့လိုမျိုးဒီအဲ့လိုမျိုးတွေကျွန်တော်လေ့လာပြီးတော့မဖြစ်ဖြစ်အောင်လိုက်ပြီးတော့လုတ်လုတ်လုတ်ခဲ့တာခင်းချင်းပြသခဲ့တာပေါ့အဲ့အချိန်မှာကျွန်တော်တို့ကတိုက်ခိုက်လို့ရတယ်ဒါမျိုးလုတ်လို့ရတယ်ဆိုတာကျွန်တော်ပြ အဲ့ချိန်မှာလူတွေတတူးလက်မခံကြတတူးလက်မခံဘူးလက်မခံကြတော့ချိန်မှာအပြီးအဲ့ night mdy ဆိုရင်လည်းဒါကျွန်တော်တို့တတူးသေးမှာဆိုရင်လူရာတန်းတာတွေဒီရမုံငွေတွေလောက်ပြောတော့ဖျားဖျားဖျားတွေမှာသွားလှူတာတွေဖျားဆင်းလူတော်လှူတာတွေ heavy တွေလောက်ခဲ့တာပေါ့လေအဲ့လိုမျိုးအကျိုးပြုလုပ်ငန်းတွေလည်းလောက်ခဲ့တယ်ဆိုတာတို့တို့ကအဲ့လိုမျိုးရှေ့မှာဒီအခုနောက်ပိုင်းမှာတော့ကျွန်တော်တိတ်မတွေ့သေးဘူးအကျိုးပြုတာတွေအကျိုးပြုလုပ်ငန်းတွေပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ဆရာတစ်ပည့်နှစ်ယောက်ကိုခွန်ရဲ့ကိုချမ်းရဲ့ဆိုပြီးတော့ကျွန်တော်တို့လောက်တာလေးတော့ရှိတယ်ဒါပေမဲ့အဲ့ဒါလည်း ဟိုငလင်းတနိုင်းတမိုင်းပေါ့လေငလင်းပေးလေးပါလေးပေါ့အဲ့လိုမျိုးတက်တူးသမားတွေကြီးပဲအကုန်လုံးပတ်ဆက်တွေစုဖះရတခုမှလူလာတော့ပရာဟိတတွေမှလူလာတော့ဒါမျိုးတွေဖြစ်လာရင်တော့ပိုကောင်းတာပေါ့လေကျွန်တော်တို့တော့ဒါဆက်သွယ်တဲ့လူရှိရင်တော့ကျွန်တော်တို့ကစူးစမ်းပြီးတော့ဝင်ရကြပါပါဟုတ်ပဲဆရာတွတ်တို့ခေတုံကတော့တိတ်ဆက်သွယ်ကြတာမလို့သူတို့ရဲ့နိုင်ဒီကြီးအကြီးကြီးဆိုတော့စီးလုံးတယ်စီးလုံးတယ်သူတို့ကအဲ့လိုမျိုးတွေဖះရတော့ရှောက်သွားတာမကွေးလေရောက်တာပဲနေပြည်တော်ရောက်တာပဲပကံပကံတွေအကုန်သွားတာအဲ့လိုအဲ့အဲ့နိုင်ဒီကြီးတစ်ခုလုံးလိုက်တာနော်လူရောက်20 30ကြီးအဲ့လိုကြီးသွားကြတာအများကြီးပဲ နိုင်မဲ့တုံးရဖို့တော့ကျွန်တော်အဲ့လောက်ကြီးကြီးရေမှန်းချက်မထားပါဘူးကျွန်တော်လှုပ်ရှားစီရတော့ကိုပါနိုပုံမှန်လှုပ်သွားတော့ဘောနော်ဒီနိုင်မဲ့တုံးရဖို့ကတော့ဒါသူတို့ပါသူတို့ပေးတဲ့နိုင်မဲ့ဖြစ်သွားတော့ဘောနော်ကျွန်တော်ပါကျွန်တော်တော့ထွင်လိုက်စူးစမ်းလိုက်လှုပ်ရတော့ဘောနော်ကျွန်တော်တို့ကတော့အခက်အခဲတွေမျိုးမျိုးရှိရပါဘောဒီရှိတ်လှုပ်ဖို့ကျွန်တော်မှာတော်တော်လေးတိုင်ပတ်တာတော့ဒီတော်တော်လေးရှာဖွေရတာတော့ပြအဲ့ကိုကျွန်တော်လေးချောင်းအပြားရအောင်လုပ်ခဲ့တာတော့အရင်တော့ကလေဘယ်သူမှမလုပ်သေးဘူး ်ထွင်ခဲ့တယ်ဆရာဆရာတို့ပြီးတော့အိုက်ကရိုးရိုးဝင်းနှဖောက်အကလေးလေးကိုလှုပ်ပြီးထွင်ခဲ့တယ်သူတို့ကအက်ကနှစ်ချောင်းခုတော့ပဲသွားကြတော့နှစ်ချောင်းကောက်ချောင်းနဲ့ဒါပဲရှိလဲဒါပဲအဲ့ဒါဒါပဲကျွန်တော်အဲ့လေးချောင်းလေးချောင်းအပြားကိုကျွန်တော်တေချာလှုပ်ပြီးမှတေချာအဲ့လိုလေးပြန်လှုပ်တော်တော်ထွင်ခဲ့တာပေါ့ဒီ grade တွေပါရောက်ဖို့လေကျွန်တော်တော်တော်လှုပ်ခဲ့ရတာပဲဘယ်လို idea ရလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံခြားမဂ္ဂဇင်းတွေကြည့်ရတာပေါ့အဲ့တော့ကျွန်တော်တို့က internet ခေတ္တကလည်းခင်မရှိဘူးပေါ့ခင်မရှိတော့နိုင်ငံခြားမဂ္ဂဇင်းတွေကတက်တူးမဂ္ဂဇင်းတွေလာလေအခုတော့မသုံးတော့ပါဘူး အဲ့မဂဇင်းမှာဆိုစတူဒီယိုလေးပါလေပုံလေးတွေပါတော့ကြတယ်ကျွေတော့ပေါ့လေအဲ့လိုလှုပ်ချင်တဲ့ဆန္ဒရှိရောကျွန်တော်မှာအဲ့69လက်အိမ်မှာပေါ့နော်အဖေကိုပြောတော့အဖေကျွန်တော်ခန်းလှုပ်ချင်တယ်ကျွန်တော်ဝရဏနာကိုကျွန်တော်ပေးအေးကျွန်တော်အိမ်ကအပြင်ဘက်ကဝရဏနာရှိတယ်လေမန်လေးထားတယ်ဝရဏာကိုကျွန်တော်ပေးဆိုအဲဝရဏာမြေလောက်ွားဆိုဝရဏာကျွန်တော်လေကားထိတ်ကနေပိတ်လိုက်တာပိတ်လိုက်ပြီးကျွန်တော်အခန်းလုပ်လိုက်တာအခန်းလုပ်ပြီးအဲကျွန်တော်တက်အခန်းလေးလုပ်လိုက်တယ်တတူကန်းလေးအဲမှာကျွန်တော်အိတ်စင်လေးနဲ့တီးသန့်လေးပေါ့နော် ไอเดียซ้ําเลดิบ่เสียตุกก็จนสากินเลยนะไอ้ตัวพวกพี่แล้วเราဒီတခါတော့အဲ့တော့ကျွန်တော်တို့ဒီ best day နေကင်မရာအုံးစီပေါ့နော်အုံးစီကိုသုံးဖို့အတွက်ကျွန်တော်ကအရက်ပြန်အဖုံးအတွင်းနဲ့အစုပ်ပုပ်အဲ့ဒါလေးကိုဖုံးစီထဲအဲ့ဒါအုံးစီလည်းတခါတော့ဖွက်ပဲအဲ့လိုကြီးပြီးတော့ကျွန်တော်စပရင်ညက်ဆိုင်ဖြန်းသေးရယူပြီးတော့ရေတွေထည့်ပြီးဖြန်းတာလည်းကျွန်တော်တို့ပဲအဲ့လိုလက်ရည်တွေဆိုလည်းကျွန်တော်စပြီးလုပ်ခဲ့တာပေါ့လို့စတီးလေးနဲ့ပြုံလောက်တာပေါ့နော်ဒီထိတ်ကအကောင်းခေါ်တာပေါ့အတက်တဲ့ခေါင်းကိုလည်းကျွန်တော်လုပ်တယ် လုတ်ပြီးတော့အက်ကောင်ပေါင်းတာလည်းကျွန်တော်လုတ်ခဲ့တာပဲပေါင်းဆက်နဲ့ပိုးတက်တာလေကျွန်တော်တို့ဟိုဟာမိုက်ခရိုဝေ့မိုက်ခရိုဝေ့မိုက်ခရိုဝေ့နဲ့ကျွန်တော်အဲ့ဒါချာပေါင်းပလဲမိုက်ခရိုဝေ့နဲ့အဲ့လိုသူကဆရာကအဲ့လိုကြောက်ကိုတစ်ခါသုံးမယ်လေအဲ့ဒါအခုရေးပြီးသွားရင်အညီလေးရေးပြီးသွားညီလေးကိုအဲ့တစ်ခါပြီးသွားရင်အဲပြီးပြီးအလုပ်ပြီးပြီးဆိုမှကိုအဲ့ပြန်စေးရက်ပြန်တဲ့တေးချပြန်စေးစိတ်ပြီးတော့မှပြီးတော့မိုက်ခရိုဝေ့နဲ့ပြန်ပေါင်းအဲ့နောက်မှအဲ့ဒါပြန်သုံးအဲ့လိုလုပ်ခဲ့တာပေါ့ဘယ်လိုပြောရမလဲဆိုတော့အဲကိုကိုဂုံတော့ယူတာပေါ့နော် မဲ့အဲ့လောက်ကြီးတော့ခံစားမှုတော့တိတ်တော့မရှိပါဘူး။ဘာလို့လဲဆိုတော့ကိုကလည်းရှင်းပြောရင်ရှေ့တောင်လမ်းပြတယောက်အနေနဲ့လှုပ်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်။ကိုလှုပ်เสียရရှိရကိုကကိုလှုပ်သွားတဲ့ဥစ္စာပေါ့မှာသူတို့နောက်ကနေပြီးတော့ကိုအတူယူပြီးလိုက်တယ်ဘာပြုတယ်ညပြုဆိုရကြတော့ဝမ်းတာတာပေါ့နော်။အဲ့လောက်တော့ရှိတာပေါ့။ကိုလိုကြီးဘသူနဲ့ရေးရလို့ဘဲဝါနဲ့ရေးရလို့ဂုံမောက်တာလို့ဂုံတက်တာလို့တော့ကိုကမရှိပါဘူး။ရှင်းပြောကိုကတော့ဟိုနိုင်ငံကျော်နဲ့လည်းဒီတိုင်းဆက်ဆံတာပဲ။ ဟိုတမ်မန်လူတွေဒိုင်းဆက်ဆန်တာပဲမရှိရလူတွေဒိုင်းဆက်ဆန်တာကိုတော့တပြေးတည်းပဲလေတွားလိုက်တာပဲအခုဆိုလဲကွာဝေးချင်းနဲ့ပတ်သက်လဲအဲ့လောက်ကြီးဈေးတွေပါရအဲ့လိုမပြောတတ်တော့မပြောတာများပါတယ်အခုမှလဲလူလူလူရင်းတွေပြားတာဟုတ်များတော့ဘယ်သူလာရေးလဲရေးกว่าချပြီးပါမင်းဘယ်လိုလုပ်ရှင်လဲလုပ်ရှင်လို့လုပ်သွားလိုက်လို့အဲ့လိုမျိုးပဲပြားတာပေါ့သူနိုင်ငံရောသွားနိုင်ငံရောရေးလို့လဲပို့တောင်းလိုက်မယ်လို့ပါလို့ကျွန်တော်မှလဲအဲ့လိုခံရလဲမရှိဘူး ကိုကိုဘာမှမဟုတ်ဘူးဆိုတော့ကျွန်တော်ခံထားလိုက်တာဒါလိုပဲအေးစီပေါ့ပိုင်းနေလိုက်တာပေါ့အဲ့ဒါပို့ပြီးတော့ဟိုကောင်းတာပေါ့နော်ဟိုတိုင်းကိုကိုမြောက်ကြမြောက်ကြရင်နေပြီးတော့မှဟိုတခုဖြစ်သွားလို့ပြုတ်ကြသွားရင်ကျတော့မကောင်းဘူးပေါ့နော်အဲ့ကျတော့မခံနိုင်ဘူးအဲ့တော့ဘာမှရင်ထဲမှာဘာမှမထားဘူးနဲ့ပေါ့ပါအလုံးဗျန်းလူဆက်ဆန်းလိုက်တယ်ဗျန်းလူမနေရတယ်ပေါ့ပါပါလည်းနေတယ်ကိုဘကမန်းပေါအောင်နေပြီးတာပေါ့နော်အဲ့လိုမိုးလေးပဲသွားတယ်အဲ့လိုသွားတဲ့နောက်ကမှအခုနောက်ကနေပြီးတော့နောက်ကလိုက်တဲ့လူတွေရှိတယ်ဆိုတော့ဝမ်းသာတာပဲလေဒီလမ်းက ကျွန်တော်တို့မန်လေးကစသွားတာဗျမန်လေးမှာကျွန်တော်ကစပြီးတော့ဗောနော်ကျွန်တော်ကျွန်တော်ကသူတို့ပြောပြတယ်ဟေးအောင်ငါတို့ကောင်းဒီအကုန်လုံးကခုလုပ်ငန်းနဲ့ကိုလောက်ကြတာတလားနေလို့တည့်ရတွေ့ရင်မှတွေ့ကြတာအဲ့တော့ဒီတိုင်းနေလိုက်ရင်ဒစိမ့်ဆန်သွားလိမ့်မယ်ငါတို့တည့်ရတော့တတ်မှတ်ပြီးတော့စုံကြမှာကွာလုပ်ငန်းကြောင်းဒီလဲရှင်းပြောအခက်အခဲရှိရလေးလေးပြောကြပြုံကြဗောတယောက်တယောက်တိုင်းမင်းရင်းကြီးကူညီကြမှာဗောနော်အဲ့လိုလေးနဲ့ကျွန်တော်ကကိုရဲ့နေဆိုပြီးတက်တူးသေးဆိုပြီးကျွန်တော်စလုပ်ပြီးတော့ 9MDY ကိုရနေတိုင်းကျွန်တော်ကအလုပ်တွေကုန်ပိတ်ချက်သွားကြအဲကျွန်တော်ကားကိုသွားချက်သွားဘာလို့မှမပါအဲ့လိုသွားရနေနေသွားရင်းမြောင်းတွေရေးဆေးချူအဲ့လိုပေါ့ပေါ့ပါနေလိုက်တယ်အဲ့လိုနဲ့ကျွန်တော်ရင်းနှီးမှုရမ်းများရန်ကုန်မှာဆိုလဲကျွန်တော်ရောက်တဲ့ချိန်မှာကျွန်တော်ရန်ကုန်စပြီးခြေလန်းလန်းတဲ့ချိန်မှာကျွန်တော်ရန်ကုန်မှာရဲကျော်ကိုစေကြီးစေကြီးကိုနိုင်ကိုကလာနိုင်ရောကလာရောနောက်မှဟုတ်ပါအဲဇေကြီးပါမယ်ပြီးတော့ကိုထွန်းပါမယ်ဩ ကိုထုကဆုံးသွားတယ်ဆုံးသွားတယ်ကိုထုကိုဆိုင်ကိုဆိုင်ပါမယ်ကျွန်တော်၄ယောက်ပေါ့နော်ကျွန်တော်၄ယောက်ကအရင်ဆုံးစပြီးတော့ကျွန်တော်ဖွဲ့လိုက်တာပေါ့ကဲလို့ကျွန်တော်ရန်ကုန်ရောက်တော့ကြတော့လေကိုလူနဲ့ကိုရန်ကုန်ရောက်တွေ့ကြအောင်ဆိုပြီးတော့ကျွန်တော်ရန်ကုန်ရောက်တိုင်းခါတိုင်းရန်ကုန်တလားတစ်ခါသွားဟုတ်ရန်ကုန်သွားတိုင်းသူတို့နဲ့အမြဲတမ်းတွေ့တယ်အဲနောက်ပိုင်းမှာအဲကလာပါလာတယ်ကလာပါနိုင်ကြီးတို့ရောအဲ့လိုပေါ့ဗောနော်ဒီခင်းခင်းမင်းမင်းပေါ့လေအဲ့လိုဟေးလာအခုချိန်ထိကျွန်တော်အဲ့လိုတွေ့တော့မယ်ပေါ့ပြန်ဆန်မှုတွေများပြီးတော့လေးစားမှုကနည်းသူခံစားရတယ်ဗျလူထင်မှုနည်းတာဗောနော်လူထင်မှုတွေနည်းကုန်ကြတယ် တယောက်နဲ့တယောက်ကတိုက်ခိုက်ဖို့လောက်ချောင်းနေကြတယ်။တွေ့ရင်တော့ဟီလာဟာလာပေါ့။နောက်ကြိတ်ပြီးတော့ပြိုင်နေတယ်တဲ့။ဒီကောင်ဘာလုပ်တယ်။ဒီကောင်ဘာလုပ်တယ်။ငါသူ့တဲ့ဘယ်လိုလုပ်ရမလဲ။အားလုံးမို့ဒီတယောက်နဲ့တယောက်ရိုသေမူလေးရှိတာပိုကောင်းတာပေါ့။ဘာလို့လဲဆိုကျွန်တော်တိုင်ဝမ်နဲ့ချင်းပါတယ်။တေးပါတယ်။ပြီးတော့ဒီလုပ်ငန်းဆိုတာလည်းကျွန်တော်တို့စားတောက်ကုန်မှမဟုတ်တာဗျာ။သောတော့ကောတော့တနေ့နဲ့တနေ့မစားရမနေမှမနေလို့ဟုတ်တယ်နော်မဖြစ်မနေလို့ရတော့ဒီကောင်ကကြတော့ပိုရှန်မှပိုရှန်နဲ့ပြင်ကို ဒီပိုလဲပိုရှံမှာ၃နဲ့၃နိုင်မှာအနာလဲခံနိုင်မှာအချိန်လဲပေးနိုင်မှာဆိုတဲ့ဟာကြီးရရှိသေးရဲ့လေအဲ့ဒါတွေရတယ်ရှိရကြတော့ဒီကောင်ကြီးမလွယ်ဘူးဗျကျွန်တော်ကအပိုအပိုလုပ်ငန်းကြီးမထုံးလဲဘာမှမဟုတ်လေဒါတော့မှန်သာဒီတက်တူးရင်းမှန်သာတခုသွားစားလိုက်ဘိုင်းပြည့်ရဲ့လေတခုဝယ်လိုက်ပါပေါ့အဲ့လိုဟာလေလို့လို့ရတယ်ဗျဒါသူတို့တားလေးကြိုက်လို့တားလေးမျက်နှိုးလို့ကိုကိုခန္ဓာမှာပါကျင်လို့ချစ်လွန်းလို့သာထိုးနေကြတာဗျဒါအပိုကုန်နေအမှန်တမ်းပြောရရင်ကျွန်တော်ကတော့ဒါ ဟိုမိတ်တက်ကတ်တော့မထားဘူးဗောနော်ရော်ကာဘာတော့တခုတော့ထားရမှာပေါ့ဓာကြီးကအမြဲတမ်းတော့တတ်မှတ်လို့တော့မကောင်းဘာကျွန်တော်တို့ကလည်းရှင်းပြောရင်အကယ်ဒမီသမားတွေလိုပဲဟိုရုပ်ရှင်လိုပဲကြာချိန်ဆိုတာရှိရပေါ့အသက်ကြီးရဲ့ချိန်တွေလုံနိုင်ခိုင်နိုင်တဲ့ချိန်တွေရှိသေးရပေါ့အဲ့တော့မိုးရတော့ကျွန်တော်တို့ကဘလို့အရင်အရင်အရင်ကံကစရင်ကံကကျွန်တော်တို့ကဟိုပျော်ဖို့ပါဖို့တော့ပဲအပေါင်းတင်ရမ်းမှတ်တာလေအဲ့ဒါကြတော့တွေ့ရနေရာရေးလာလာလို့ရှင်းတာအဲကြတော့ကြတော့အများနဲ့ပြောကြတယ် ဟိုမြဲအဲ့လိုမျိုးလို့ပေါ်တော်လေးဖြစ်သွားမယ်ကပွားပြတာထင်းလဲထင်းမထင်းလဲနေသူတို့ကသူတို့သူတို့ရိုတေအောင်လည်းငါမနေတတ်ဘူးလို့သူတို့လေးစားလည်းငါမနေတော့ငါမူရင်ငါတိုက်ကငါဒိုင်းမန့်ငါသွားမှာလေးစားရင်လည်းလေးစားလေးစားရင်လည်းဂူးမဆိုင်ဘူးကိုကန္နာကိုကလည်းကိုလင့်နေပါပဲလိမ့်နေပါပဲအဲ့သူ့ရဲ့ကျွန်တော်မြဲနေပြောတယ်အခုဆိုကျွန်တော်ဆိုလည်းအခုကိုတိုက်ရတဲ့ကိုပေါ့နော်ကိုကလည်းကိုပြောအောင်နေလိုက်တယ်ကျွန်တော်ဆိုအခုရချင်းနေအများကြီးမပေးတော့နေတိုင်းမရေးတော့ဘူးနော်ကျွန်တော်အာရုံလာတဲ့ချိန်လေးတစ်ဘက်ကို၃ရက်၃ရက်ပဲရေးတယ် အဲလေးရဆိုလေးရပဲရေးကျန်တော့ကျွန်တော်ရှောက်လို့နေတော့ကျွန်တော်ပကြီရေးရေးတယ်ဓာတ်ပုံရှောက်ရရိုက်တယ်အဲမနက်ခင်းကတော့ကျွန်တော်စပိန်နေအဲလေးလေးချိန်ကတော့လို့ inside ပေါ့နော်မနက်ခင်း9နိုင်ခွဲဆိုကျွန်တော်လစ်ပြီးစပိန်နဲ့ထိုးသွားတယ်အဲ7နိုင်ခွဲလောက်ဆိုအင်ပြန်ရောက်အင်ပြန်ရောက်နဲ့ကျွန်တော်ဒီပစီပိုင်းလက်ပင်နေပါရေးတော့တန်ရှိပန်းချန်လို့ပြီးပြီဆိုတော့10လောက်အိတ်အိတ်ပြီဆိုမှကျွန်တော်စာရုံ17 17လောက်မှသွားစပိန်နေဒီလိုပဲရှားချန်နေရစပိန်နေတော့တားတားနေနိုင်တာလေတားနေနိုင်တော့ ဆိုရင်နည်းနဲ့ကျွန်တော်ဒီတတူးသမားကြီးကျွန်တော်တိလိုက်တယ်ကျွန်တော်အထိုင်သမားတွေဘူးအမြဲတမ်းကျွန်တော်ထိုင်နေရကောင်နေဆိုတော့အခန်းနဲ့ခန်းပြမထွက်ဘူးလေပြင်မလေးလာမှုဘာမှမရှိအမြဲတမ်းခန်းထဲမှာပဲလုံးလုံးနေတယ်မှာခန်းကုတ်ချီကုတ်ချီနေတော့စပိန်နဲ့တော့လူလောက်တာအဲဒီတော့အာဒီစပိန်နဲ့အဲဟိုကောင်ကြောက်တပိန်ရလဲကိုလုံးစပိန်နဲ့လာကြကျွန်တော်ပိုးထဲအေးကွာငါလည်းနင်းမကွာလဲအဲဆိုလဲနင်းတာနင်းဒီလေးနင်းတာကိုဒူးတယ်မရဘူး စနေအိမ်ပေါ်လေးဘက်ထောက်တန်းတာနဲ့အာမလွယ်မလွယ်စနေကသာအခုကျတော့ဆရာကိုကျွန်တော်ကမရှင်းနိုင်တော့ဘူးဆရာဆရာတို့နေရာကိုကျွန်တော်တို့မနိုင်တော့ဘူးအရင်တော့ကျွန်တော်ကဆရာတို့ရဲ့စပိတ်မှာစီးနေရစီးနေစီးနေစီးနေစပိတ်ဆရာရေသူတို့တင်ပေးတာပဲစပိတ်ကိုအဲ့ကခုကတော့ဆရာတို့ကိုဘလို့မှကျွန်တော်မိအောင်မနေနိုင်တော့ဘူးအပင်မလဲဆရာတို့လောက်မခံနိုင်ဘူးကျွန်တော်ဆိုင်ကလေးစီးတယ်တကယ်နဲ့ဆိုင်ကကြီးထွက်တယ်လည်းထွက်တာပဲအခုကကျွန်တော် tracking တွေပါလိုက်တယ်တကယ်ဒါဆိုဒီတစ်ခုတော့တောင်းနေတဲ့ဘယ်လိုလုပ်နိုင်တောင်းရတောင်းနေတဲ့တော့ဝါသနာရမ်းပါတယ် ေပါသားမဟုတ်လားတော့မသိဘူးအဲ့လိုလုံနိုင်နေဆရာတို့ကကျွန်တော်လက်မဲ့ဆိုလက်တာပဲအခုတိတ်ပြီးအဲ့လိုမျိုးတိတ်မပြောဘူးဆိုတော့မှတ်တရဖြစ်သွားပါပေါ့လေကျွန်တော်တို့တမိုင်းလေးတစ်ခုမှတ်တိုင်းလေးတစ်ခုဆရာနာမှာဒီလိုကတ်ခွင့်ရတယ်ကျေးဇူးတင်ပါတယ်